ူရင်တီဟာအရသာရှိုံသာမကအဟာရဓာတ်များစွာပါဝင်တဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ဒူရင်တီမှာကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိတယ်လို့ဆိုးကျိုးတွေလည်းရှိပါတယ်။ဒါအပြင်ဒူရင်တီနဲ့တွဲမစားတဲ့အစားအစာတွေလည်းရှိပြီးတော့လုံးဝမစားတဲ့သူတွေလည်းရှိပါတယ်။ယခုဗီဒီယိုမှာတော့ဒူရင်တီရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့ရှောင်တဲ့နာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်မျှဝေပေးသွားပါမယ်။မင်္ဂလာပါရှင်။ PD Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ ချမ်းမာရေးအလားပါနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လုပ်ပေးခဲ့ပါအောင်ရှင်။ဒူရင်တီရဲ့ချမ်းမာရေးကောင်းကျိုးတွေကတော့နံပါတ်1အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဒူရင်တီမှာအမြင့်တက်တွေကြော်ရစွာပါဝင်ပြီးတော့ဥမာကြီးလှူရှားမှုကိုကောင်းမွန်စေကဝမ်းမံစေပြီးတော့ဝင်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။နံပါတ်2ကတော့သွေးရနဲ့ယောဂါကိုကာကွယ်ပေးပါတယ်။တန်တက်နဲ့ folate ပါဝင်မှုကြောင့်သွေးနီဦးဆဲတွေဖြစ်ပေါ်မှုကိုအားဖြစ်ပေးပြီးတော့သွေးရနဲ့ယောဂါကိုလည်းကာကွယ် ်ပေးပါတယ်။နံပါတ်3ကတော့ USIT တွေကိုကျန်းမာစေပါတယ်။ Calcium, Potassium နဲ့ Magnesium တို့ပါဝင်ပြီးတော့အယိုးသိပ်သည်စကိုမြင့်တင်ပေးပြီးတော့ acid တွေကိုလည်းတန်မာစေပါတယ်။နံပါတ်4ကတော့အိပ်ပျော်စေပါတယ်။ Tryptophan ပါဝင်မှုကြောင့်အုန်းနောက်ကနေပြီးတော့ Serotonin ဟော်မုန်းကို ထွက်ရှိစေပြီးတော့အိပ်မပျော်တဲ့သူတွေအတွက်လည်းအိပ်ပျော်စေဖို့အကူအညီပေးပါတယ်။ နံပါတ်5ကတော့ကိုကံအားကိုကောင်းစေပါတယ်။ဗိုက်တာမင် C, folic acid နဲ့တခြားဗိုက်တာမင်တွေပါဝင်ပြီးတော့ကိုကံအားစနစ်ကိုကောင်းမွန်စေပါတယ်။နံပါတ်6ကတော့နှလုံးသွေးကြောဆိုင်ရာယောဂါတွေကိုလည်းကာကွယ်ပေးပါတယ်။ organosulfa ဓာတ်ပေါင်းပါဝင်မှုကြောင့်နှလုံးသွေးကြောဆိုင်ရာယောဂါတွေကိုကာကွယ်ပေးပြီးတော့အမြင်ဓာတ်ကတော့ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့အစီတွေကိုလည်းလျှော့ချပေးပါတယ်။ယခုဖော်ပြခဲ့တာတွေကတော့ဒူယင်တီရဲ့ကျမ်းမာရေးဆိုင်ရာကောင်းကျိုးတွေပဲဖြစ်ပါတယ် အခုဆက်လက်ပြီးတော့စိုးကျိုးတွေကိုမျှဝေပေးသွားပါမယ်။အလွန်အကျွံစားသုံးမယ်ဆိုရင်တော့စိုးကျိုးတွေရှိပါတယ်။900 gram ဒါမှမဟုတ်15မွှာလောက်စားမိမယ်ဆိုရင်တော့ potassium ဓာတ်များပြားမှုကြောင့်နှလုံးခုန်လုံးအလွန်များလာနိုင်ပါတယ်။အပူစားဖြစ်တဲ့အတွက်ကြောင့်လေချောင်းနာတာဝမ်းချုပ်တာလေးပွားတာအစာမကြေတာဒါမှမဟုတ်အပူကန္နာတွေဖြစ်လာနိုင်ပါတယ် ဒူးရင်သီး100ဂရမ်မှာကယ်လိုရီ140ခွန်ပါဝင်ပြီးတော့အလွန်အကျွံစားမယ်ဆိုကိုယ်လေးချိန်တက်စီနိုင်ပါတယ်။အရက်နဲ့တွဲစားမယ်ဆိုရင်အန်ဒီရရှိပါတယ်။ဒူးရင်သီးမှာပါဝင်တဲ့ဆာဖာဓာတ်ကအရက်နဲ့တက်ပြုတ်ပြီးတော့အသည်းအလုံးလုံးမှုကိုထိခိုက်စေနိုင်ပါတယ်။လေးပွားတာအစာမကြေတာဒါမှမဟုတ်ပြင်းထန်မယ်ဆိုရင်သိဆုံးနိုင်တယ်လို့သတိပေးထားချက်တွေလည်းရှိပါတယ်။ ဂျူရင်တီကိုမစားတဲ့သူတွေကတော့နံပါတ်1ကတော့နှလုံးရောဂါရှိတဲ့သူတွေပါပိုတက်ဆီယမ်ဓာတ်များပြားမှုကြောင့်နှလုံးကုန်လုံးကိုထိခိုက်စေနိုင်တဲ့အတွက်သုံးလေးမွာထက်ပိုမစားသင့်ပါဘူးနံပါတ်2ကတော့ဂျူရင်တီမှာတကြားဓာတ်ပါဝင်မှုများတဲ့အတွက်ကြောင့်စီးကျူရှိတဲ့သူတွေမစားသင့်ပါဘူးနံပါတ်3ကတော့ကြောက်ကက်ယောဂါရှိတဲ့သူတွေမှာပိုတက်ဆီယမ်ဓာတ်များပြားမှုကြောင့်ကြောက်ကက်အလုံးလုံးမှုကိုခက်ခဲစေနိုင်ပါတယ်။နံပါတ်4ကတော့ကိုဝင်ဆောင်မိခင်နေအနေနဲ့ကတော့ အပူများတဲ့အစားအစာဖြစ်ပြီးတော့တကြားတဲ့ပါဝင်မှုများတဲ့အတွက်ကြောင့်ချင့်ချင်ပြီးတော့စားသုံးသင့်ပါတယ်။နံပါတ်5ကတော့သွေးရောဂါရှိတဲ့သူတွေအလွန်အကျွံစားမယ်ဆိုရင်သွေးရောဂါပိုဆိုးစေနိုင်ပါတယ်။ဒူးရင်းသိနဲ့တွဲမစားသင့်တဲ့အစားအစာတွေကတော့အရက်သို့မဟုတ်ဘီယာနဲ့တွဲပြီးမစားသင့်ပါဘူး။ဒူးရင်းသိမှာပါတဲ့ဆာဖာဒန့်နဲ့ဓာတ်ပြုပြီးတော့အသက်အလုံးလုံးမှုကိုထိခိုက်စေနိုင်ပါတယ်။ ဒူးရင်သီးကို ကော်ဖီကူကာကိုလာအချို့ရေးစတဲ့ကဖင်းတက်ပါတာတွေနဲ့တွဲပြီးမစားရပါဘူးကော်ဖီမှာပါဝင်တဲ့ကဖင်းတက်ကနှလုံးခုန်နှုန်းကိုမြန်စေပြီးတော့ဒူးရင်သီးမှာပါတဲ့ပိုတက်ဆီယမ်ဓာတ်နဲ့ပေါင်းစပ်မိလို့ရှိရင်နှလုံးခုန်နှုန်းအလွန်မင်းမြန်ဆန်လာကရင်တုံတာမူးဝေတာတွေဖြစ်စေနိုင်ပါတယ်ဒွင်းသီးမှာပါတဲ့ဆာဖာဓာတ်ပေါင်းနဲ့ကော်ဖီမှာပါတဲ့ကဖင်းဓာတ်နဲ့ဓာတ်ပြုတ်ပြီးတော့သွေးတိုးတာသွေးတွင်းသကြားဓာတ်တွေမြင့်တက်တာနောက်တစ်ခုကတော့အသည်အပေါ်မှာဖိအားဖြစ်စေနိုင်ပါတယ် အထူးသဖြင့်နှလုံးဒါမှမဟုတ်သွေးတိုးရောဂါရှိတဲ့သူတွေမှာဆိုရင်ဒီတက်ပြူမှုကလေးဖြတ်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒူးရင်သီးစားပြီးအနည်းဆုံး2နာရီကြာမှကော်ဖီတောက်ပါပါမယ်။ဒူးရင်သီးကိုနို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့တွဲပြီးမစားရပါဘူး။ဒူးရင်သီးမှာပါတဲ့ဆာဖာဓာတ်ပေါင်းကနို့နဲ့နို့ထွက်ပစ္စည်းမှာရှိတဲ့ပရိုတင်းနဲ့ဓာတ်ပြုတ်ပြီးတော့အစိတ်သင့်စေတဲ့ဓာတ်ပေါင်းတွေထွက်ပေါ်လာနိုင်ပြီးတော့ အော်အန်နာဝမ်းပြတ်တာဘိုက်အောင်နာစတဲ့လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒူးရင်တိစပြီးတော့အနည်းဆုံး၄နာရီစောင့်ပြီးမှနိုးနဲ့နိုးရက်ပစ္စည်းတွေစားသုံးရပါမယ်။နောက်ဆုံးအနေနဲ့အကြံပြုချင်တာကတော့ဒူးရင်ကြီးဟာအဟာရဓာတ်တွေကျော်ရတော့လေတန်ဆေးလွန်ပြီးဖြစ်တဲ့အတွက်ကြောင့်တနည်းကို သုံးမွာထက်ပိုမစားသင့်ပါဘူး အပူဓာတ်တက်တာစေဖို့အတွက်ကတော့ဒူရင်ကြီးစားပြီးတဲ့နောက်မင်းကုတ်ကြီးစားတာဒါမှမဟုတ်အုံစိမ့်ရေတောက်တဲ့မှာတယ်။ဒါအပြင်ရေများများတောက်မယ်အပူထုတ်ပြီးရေချိုးတာတွေပြုတ်လုပေးမယ်ဆိုရင်တော့အပူကန္နာကိုတက်တာစေနိုင်ပါတယ်။နှလုံးယောဂ၊သွေးတိုးယောဂ၊အစာအိမ်ယောဂရှိတဲ့သူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ ယခုဖော်ပြပေးခဲ့တာတွေကတော့ဒူရင်တီရဲ့ကျမ်းမာရေးဆိုင်ရာအကောင်းကျိုးဆိုးကျိုးတွေနဲ့ဒူရင်တီကိုရှောင်သင့်တဲ့သူတွေဒူရင်တီနဲ့တွဲမစားတဲ့အစာအစာတွေစတာတွေကိုဗဟုသုတရရှိဖို့အတွက်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသိရဖို့အတွက်လည်းဒီ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်။အားလုံးပဲကျမ်းမာချမ်းသာအသက်ရှိကြပါစေရှင်။